ခက်ခဲထင်းငော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းငော့နေတာတွေပြေပြောက်အောင်ကိုယ်ရည်ရွယ်ချက်ကိုယ်ညွန်မှန်းချက်အောင်မြင်အောင်လုပ်ဖို့ရည်ရွယ်လေးတစ်ခုနော်ကံပီရအစီအစဉ်တစ်ခုပြောချင်ပါတယ်ဆိုကြပါစို့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တူရည်ညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီအတိုင်းမြတ်စွာဘုရားမှာလှူပြီးတော့ကိုယ်ဘယ်ကိစ္စအခက်ခဲထင်းငော့ကြံ့ကြာနေတာကိုဘလို့ဘလို့အခက်အခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြည်သားစုများအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါရခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမဆို အရေးအကြောင်းကြုံရင်ကြုံတယ်လို့ကိုယ်တိုင်အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးလက်ဆောင်ပါလိုက်ကြပါတယ်ဒီတစ်ချိန်လက်ဆောင်ပါကျင်တာကတူတူကိုကိုမှာအခက်ခဲအထင်တော့အကြီးနဲ့အသေးဆိုတာရှိတတ်တယ်ကိုပါလေးဖြစ်ချင်လိုက်တာပါလေးအောင်မြင်နေတယ်ဆိုတာလဲအကြီးနဲ့အသေးအရှိနေကြတာပေါ့ကျင်အဲ့တော့ခက်ခဲထင်းတော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းတော့နေတာတွေပြေပြောက်အောင်ကိုရည်ရွယ်ချက်ကိုညှော်မှန်းချက်အောင်မြင်အောင် လုပ်ဖို့ရေရာလေးတစ်ခုနော်ဂံဗီရအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဒါလေးကျွန်တော်အလင်းတင်တယ်လို့ line ပေါ်မှာလည်းပြောဘူးတယ်ရေးလည်းရေးဘူးတယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်မိတ်ဆွေတွေမှာအခက်အခဲကြုံရတယ်ဆိုတဲ့အခါကျတော့ပြိတ္တတွေအတွက်ကိုစဉ်းစားရင်းနဲ့ဒါကျွန်တော်ညံမှာကျွန်တော်ကောင်းမှာပေါ်လာတဲ့ဂံဗီရနီးလေးတစ်ခုဖြစ်ပါတယ်ဘာလို့ ਆ မလဲဆိုတော့သိပြီခရခက်စတော့မဟုတ်ပါဘူးတောက်တော်ရေချမ်းနှစ်ခွက်မြတ်စွာဘုရားမှာလှူအောင်တောက်တော်ရေချမ်းနှစ်ခွက်နှစ်ခွက်ဖြစ်ဖို့ပဲ ခွက်ကြီးကြီးသေးသေးပူပူရှိရှိနော်ဘာခွက်ဖြစ်ဖြစ်တောက်တို့ကြီးနှစ်ခွက်ဖြစ်ဖို့ပဲစင်တူတူမတူတူတောက်တို့ကြီးနှစ်ခွက်ခွက်ချင်းကိုထိရမယ်ခွက်ချင်းကိုတော့ထိထားရမယ်ဆိုကြပါတော့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တို့ကြီးညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီတိုင်မြတ်စွာဘုရားမှာလှူပြီးတော့ကိုဘယ်ကိစ္စအခက်အခဲတင်းကိုကြံ့ကြနေတာဘလို့ဘလို့အခက်အခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျအဲ့ဒါခြေနဲ့အောင်တော့ဆူတောင်းနော် ိုဖြစ်ချင်းလိုချင်ရချင်တဲ့ကိစ္စကိုစိတ်တဲ့အာယုံထဲမှာမြင်အောင်ပြီးတော့အသေးစိတ်ကြာကြာနာပိုင်မနေနိုင်ပြည့်ပြည့်စုံစုံစီကပတ်ကုန်းအဲ့လိုလေးတော့ဆူတောင်းရမယ်နော်ဘယ်ကိစ္စကိုဘယ်လိုဘယ်လိုဖြစ်စေချင်ပါလဲဘယ်လိုတွေတော့မဖြစ်စေချင်ပါဘူးဘယ်လိုအခြေအနေကောင်းနေကြုံလာပါသေးဘယ်လိုအခြေအနေတော့မကြုံပါသေးနဲ့အာဘသူတွေကဘယ်လိုဘယ်လိုကူညီပံ့ပိုးပါသေးဘသူတွေကတော့ကပရဲ့ပဲဒီမလုပ်ပါစေနဲ့စသဖြင့်ပြည့်ပြည့်စုံစုံလေးဆူတောင်းဖို့တော့အရေးကြီးပါတယ်အဲ့ဒါမှလည်းကျွန်တော်ရရကဘယ်ကိစ္စကိုဘယ်လိုအောင်ပေးရမယ်ဆိုတာသိမှာနော်အဲ့တော့ဒီရင်နဲ့အောင်ဆူတောင်းပြီးပြီ ်အာမိနစ်နော်နာယူဘက်တနာယူလောက်ရှိပြီဘုရားကိုလူထားပြီးတော့မှပြန်စွန့်မယ်စွန့်ပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီမတော်တော်ကြီးနှစ်ခွက်မှာတစ်ခွက်ကအခုကိုရောက်နေတဲ့ကိုနေနေတဲ့နေရာအိမ်မဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ရုံးမဲဖြစ်ဖြစ်ဆိုင်မဲဖြစ်ဖြစ်နော်ကိုရောက်တဲ့နေရာရဲ့ရှေ့မျက်နှာစာပိုင်းအတွင်းဖြစ်ဖြစ်အပြင်ဖြစ်ဖြစ်အဆင်ပြေလို့ပေါ့ရှေ့ပိုင်းကျင့်ပြီးတာပါပဲရှေ့မျက်နှာစာပဲပေါ့နော်အဲ့ဒါလောင်း မြေကြီးမှာလောင်းချနော်အစဉ်ပြေတဲ့နေရာမှာလောင်းမြေကြီးဆိုလို့လဲတချို့ကစကားကတည်းတယ်ကျမတို့ကခုနှစ်ထပ်တိုက်မှာနေတာဆီရှစ်ထပ်တိုက်မှာနေတာမြေကြီးမြေကြီးအစဉ်ပြေတယ်လို့ပဲရှေ့မှာလောင်းနော်ဟိုအင်းရှေ့မှာစိုက်ထားတဲ့ပန်းပင်နေတဲ့ပင်နေမှာလောင်းလဲရတယ်နော်အဲ့ဒါလောင်းရင်းနဲ့လဲထပ်ပြီးဆူတောင်းဘယ်ကိစ္စဘယ်အခက်အခဲကိုဘလို့ပြေလဲပြီးတော့ဘလို့ဘလို့အောင်မြင်နေမှာလဲကျန်တဲ့တစ်ခွက်ဟိုနောက်ဖက်မှာကိုအိမ်ရဲ့ကိုနေတဲ့နေရာရဲ့နောက်ဖက်မှာလောင်းပြီးတော့စွန့်ရမယ်အဲ့ဒီချိန်မှာလဲဆူတောင်းမယ်တောက်တော့ရေခွက်ကိုအိမ်နောက်ဖေးတွေပါတယ် တယ်မသွားကြင်လဲခွက်လှဲပြီးတော့သွားလောင်းလို့ရတယ်နော်အဲ့တော့အဲ့ဒီချိန်မှာလဲဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီဥစ္စာလေးလေဘာမှလဲခရခဲ့စေမဟုတ်ဘူးငွေကုန်ကြီးကြလဲမများဘူးသို့တော်အော်စရာကောင်းတော့အောင်အစွမ်းထက်တယ်တဲ့အောင်မြင်ကြတယ်ဆိုပြီးတော့ပြန်ကျွန်တော်မိတ်ဆွေတွေစီကနေတုံ့ပြန်တဲ့အတန်တွေကျွန်တော်ပြန်ကြရပါတယ်အဲ့တော့တိပိသားမိတ်ဆွေများလည်းပဲအော်အဲ့ဒီနီးလေးငါတို့တိဘူးတယ်ကြားဘူးတယ်အောင်မြင်ဘူးတယ်ဟဲ့ဆိုပြီးထလောက်နိုင်အောင် မကြားဘူးသေးသောမိษွေများလည်းပဲကဲအခုရေးကြုံအခုလှူလို့ရပြီဟာလာမနေ့လာညနေလာနေခင်းလာတဲ့အစဉ်ပြေတဲ့အချိန်ဘယ်နေ့ဘယ်အချိန်မဆိုအစဉ်ပြေတဲ့အချိန်အစဉ်ပြေတဲ့နေရာမှာဆောင်ရွက်လို့ရပါတယ်ကို့အကိစ္စအရေးကြီးကြီးသလိုတနေ့နှစ်ကြိမ်သုံးကြိမ်လေးကြိမ်လှူနေလဲရတယ်နော်၅ကြိမ်၆ကြိမ်9ကြိမ်လှူနေလဲရတယ်နော်တော်တော်ကြီးကျန်လှူတာပဲဥစ္စာနော်ကဲအဲ့ဒီရောဘာအရေးကြောင်းမဲ့ညုံညုံကို့အတွက်ပဲဖြစ်ဖြစ်မိသားစုတွေကတစုံတစ်ယောက်အတွက်ပဲဖြစ်ဖြစ်အရေးကြောင်းကြုံနေကြတယ်ဆိုရင် အဲ့ဒီကံပီရာနီးလေးနဲ့အတူအဆင်ပြေချောမွေ့ကြပါစေအောင်မြင်မှုများရရှိနိုင်ကြပါစေလို့ကံပီလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အခြေပွားစီမဲ့စနေသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကစနေသားသမီးတွေကမိမိအတွက်ပဲဖြစ်ဖြစ်မိသားစုတွေကအတွက်ပဲဖြစ်ဖြစ် နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေစူးစမ်းရင်အလုံးကောင်းတယ်။ပညာရေးဆိုင်ရာဘယ်သဏ္ဍာန်တက်မယ်လို့ဘယ်စာအုပ်ဝဲဖြစ်မယ်လို့ဘာပွဲလေးယူမှာလို့ဆိုတဲ့ကိစ္စတွေစုတူးပွဲတူးကိစ္စတွေယာတူးနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့ဒါတွေအလုံးကောင်းတယ်။အဲ့တော့အချိန်နေပေးလာလေးတွေကိုစူးစမ်းပန်းသားလုပ်ရအောင်အချိန်နေမပေးတာတွေတော့ဇွမ်းမလုံးနဲ့အောင်ဒီအချိန်လေးကလေနည်းနည်းလေးစိတ်မောလူမောဖြစ်စရာလေးတွေများလာလို့ကံကဇင်းလုံးကြောကြီးမကောင်းတော့ဘူးအထူးသဖြင့်ကတော့မနိုင်ဝင်နေထမ်းရတာတဲ့ ကိုယ်လုပ်ငန်းကိစ္စတွေအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတာရေးနာရေးကိုကောင်းမှမှာဖြစ်စီနေတတ်တယ်အဲ့မဲ့လူကထွက်ပြေးခြင်းနဲ့ဆိုတာမျိုးဖြစ်တတ်တယ်ငါဒီအိမ်မှာမနေတော့ဘူးလူငါတီလာခြင်းတွားဖို့တော့မှငါဘုံကြီးတွားဖို့တော့မှအလူကနေထွက်တော့ကားဆိုတာမျိုးတွေဖြစ်တတ်တယ်နည်းနည်းကတော့ပါသေးခါရရင်ပြောရတယ်စိတ်ယူပေါက်ပြီးတော့အလူကနေထွက်ပလိုက်တယ်တွေးတယ်ယောက်ျားတွေးတယ်မိန်းမနဲ့အောက်ယူပလိုက်တယ်ဘာမို့တနဲ့လင်မယားချင်းကိုရတဲ့သမီးစားချင်းပြတ်တယ်ဆိုတာဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်စနေသားသမီးတို့ကြီးအဲ့တော့ လဲကိစ္စမဟုတ်ဘူးခေါင်းအေးအေးနဲ့လှလာလေးတော့ခြိတက်ရအောင်နော်ဟိုကားရရင်ကျော်ပိတ်တယ်လို့မျိုးဒုက္ခတက်တယ်ကြီးလည်းမရောက်ဘူးဇင်းလုံးလည်းမချောဘူးအဲ့တော့ရင်ကျော်ပိတ်နေတယ်ခကြီးပြက်လည်းမပြက်ဘူးခကြီးလည်းမဖြောင်းဘူးပေါ့အဲ့တော့ရှေ့ရကားရွေကိုလည်းလိုက်ရွေရှေ့ရကားရက်ကိုလည်းလိုက်ရက်အခြေအနေကြည့်ပြီးတော့ကဲစူးစမ်းရမယ့်အချိန်လေးဖြစ်ပါတယ်ခေါင်းအေးအေးစိတ်အေးအေးလေးနဲ့စူးစမ်းရအောင်အဲ့လိုမဟုတ်ရင်သူများအဆိုးကကိုအဆိုးသူများအလုံးကကိုအလုံးသူများအမအကိုအမတွေဖြစ်ကုန်တတ်တာလေတတိပြု အဲ့တော့ကောင်းတာလေးတွေရွေးလို့ပါအောင်ဒီဂိမ်းမျိုးမှာဖုန်းနဲ့ပတ်သက်တဲ့ကိစ္စမြင်နဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအားပြုပြီးတော့စူးစမ်းတဲ့ကိုယ့်စီကိုဘာသာရေးဆိုင်ရာပစ္စည်းတစ်ခုခုဘုရားပုံတော်ဘုံကြီးပုံတော်တရားစာအုပ်တရားကိုပဋိအဲ့ဒါမျိုးလက်ဆောင်ရောက်လာရင်တော့ထကပြီးတော့အဲ့ဒီနောက်ကနေပြီးတော့ထိပေါက်တလို့ငွေတွေဝင်လာရတဲ့ဝန်သားစီအောင်မြင်မှုကြီးတွေကျုံရတဲ့ပြုစနေသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့မြန်မြန်ပါတော့ ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်လုံး၊ကဲအစင်မြင့်တင်တော်တဲ့ဓာတ်ခဲလေးအားကောင်းတဲ့ဓာတ်ခဲလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်း။ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေက၈ကနန်း၊၇ကနန်းတွေဖြစ်ပါတယ်။အိမ်နံပါတ်၊ခြံနံပါတ်၊ကားနံပါတ်တွေရေးမယ်။ဟွန်းအရောင်းဝယ်ဈေးစရာတွေတတ်မှတ်မယ်။ဆိုရင်ဟလာအချင်းချက်အနာကြီးတွေရက်တွေရွေးမယ်ဆိုရင်၇ကနန်းတွေ၈ကနန်းတွေဟာစနေသားသမီးများအတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်။ ဒီလိုကာလာမျိုးမှာစနေသားသမီးတွေကကံရင်အပါမို့ရဖို့ဆိုရင်မုံဟင်းကားလှူဒါန်းတဲ့ကိုသူလေးပြုလို့အောင်မြတ်စွာဘုရားမှာပဲလူလူအပေါင်းနဲ့မိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒီကိုသူလေးနဲ့အတူကဲကံရင်အပါမို့ရရှိကြပါစေနေ့စဉ်ရက်ဆက်မဟုတ်ရင်တောင်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာမုံဟင်းကားလေးလှူပြီးတော့အောင်တတ်ဆင်မှာပေါ့ကဲမိတ်ဆွေအားလုံးကံရန်ဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ